ဝမ်းမာဝေးကွာနေတဲ့မြန်မာပြည်သားတွေရဲ့နိုင်ဝဲကိုရှာဖွေပေးသွားခဲ့တဲ့ထွန်းမင်းအောင်ထွန်းမင်းအောင်တော်တော်တကယ်ကိုကုန်းဆရာပါပဲမြန်မာပြည်သားဖိုင်တာတယောက်ရဲ့နိုင်ဝဲအတွက်မြန်မာပြည်သားတွေလည်းအပျော်ရီကူးဆက်သွားခဲ့ကြတာကိုမြင်တွေ့ခဲ့ကြရပြီးဝမ်းမာဝေးကွာနေတဲ့မြန်မာဖိုင်တာရဲ့နိုင်ဝဲကိုပြန်လည်ရှာဖွေပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်ထုံမြောင်ကိုတိုင်းကလည်းဝမ်းပြိုင်ပွဲတွေနဲ့တော်လေးအလံဝေးကွာနေကြတာဖြစ်ပြီး9လကျော်ကြာ6လအတွင်းမှာပွဲပြိုင်ရရှိခဲ့တာဖြစ်ပါတယ်ထုံမြောင်အတွက်သူ့ရဲ့ပြိုင်ဘက်ဟာတေပြီးလွယ်ကူတဲ့ပြိုင်ဘက်မျိုးတော့မဖြစ်ခဲ့ဘူးလို့ဆိုရမှာပါ။ဘာကြောင့်လဲဆိုရင်ထုံမြောင်ရဲ့ပြိုင်ဘက်ဖြစ်တဲ့ချက်ဘက်ဟာ ဝမ်းမှာပထမဆုံးရှင်ပြန်ရတယ်ဆိုပေမဲ့မြွေထိုင်းအတွေ့အကြုံကတော့ထွမင်းအောင်တက်အများကြီးရှိတာကဲ့သို့တရားပါနောက်ပြီးချက်ပတ်နဲ့ရှင်ပြန်ရမယ့်ပွဲစဉ်ကိုလည်းပွဲမတိုင်ခင်တပတ်အလိုမှစတင်တည်ရှိခဲ့တာဖြစ်သလိုအဲ့ဒီတော့အတွင်းမှာပဲပြိုင်ပွဲရဲ့အခြေအနေကိုတည်တည်ချာချာလေးလေ့လာခဲ့ခဲ့ရတာလည်းဖြစ်ပါတယ် ထို့မြောက်အတွက်တော့မလွယ်ကူတဲ့ပြန်ဘက်ကိုခက်ခဲခဲရင်ဆန်းခဲ့ရတာဖြစ်ပြီးအကောင်းဆုံးပုံစံအနေနဲ့စွမ်းဆောင်ပြသွားခဲ့တာကိုမြင်တွေ့ခဲ့ကြရတာပါပရမချီမှာပြန်ဘက်ဖိုက်တာရဲ့အခြေအနေကိုကဲခဲနေတဲ့ထွန်းမင်းအောင်ဟာချက်ဘက်ရဲ့အမြင့်ကန်ချက်တွေလက်သေးတွဲလုံးနေနဲ့ရင်ဆိုင်ခဲ့ရသလိုဒုတိယအချီမှာလည်းနှစ်ယောက်သားလုံးထွေးရင်းကနေချက်ဘက်ရဲ့ခေါင်းနဲ့စောင့်ဝင်ပြီးမျက်ခုံးကွဲသွားခဲ့တာမျိုးတွေကိုမြင်တွေ့ခဲ့ရပေမဲ့ အာဘာပြင်းနဲ့လည်းဘဲဖြောက်လက်သေးချင်းနဲ့တူချက်ဘက်တောင်ပက်လက်လဲကျသွားခဲ့ပြီးအမတ်စင်ရေးတွက်ခံရပါတယ်။မူဝေသွားတဲ့ချက်ဘက်ဟာအမတ်စင်ရေးတွက်ခံရပြီးပြန်ထလာတဲ့အခါမှာလည်းထွမင်းအောင်ရဲ့လွှမ်းမိုးမှုတွေအောက်မှာဘာမှတုံ့ပြန်နိုင်ခြင်းမရှိခဲ့တာပါ။အဲဒီနောက်ထွမင်းအောင်ကပဲဇက်တိုက်ဆိုလိုလက်သေးတွဲလုံးနေတဲ့ဇက်တိုက်လွှမ်းမိုးခဲ့ပြီးတတိယချီလဲကျသွားခဲ့ချိန်မှာတော့ဂျိုးဝိုင်းတိုင်ကပွဲကိုရန်နာသွားခဲ့ပြီးထွမင်းအောင်ဟာဝမ်းကိုပြန်လာနိုင်ခဲ့ပြီးတဲ့နောက်မှာနိုင်ပွဲပါပြန်လည်ရရှိသွားခဲ့တာဖြစ်ပါရင်နိုင်ပွဲပြင်ဘောနက်ဆုဘတ်၃သိန်းခွဲပါရရှိသွားခဲ့ပြီးထွမင်းအောင်ပြန်လာပြီဆိုတဲ့အကြောင်းကြွေးကြော်သွားနိုင်ခဲ့တာဖြစ်ပါရင်